ရိယန်ဘာသာကြံတည်ကောင်းစရာများခရိယန်ဘာသာဟာကမ္ဘာပေါ်မှာလူအများဆုံးကိုးကွယ်တဲ့ဘာသာတစ်ခုဖြစ်ပါတယ်ခရိယန်ကြီးရဲ့အဓိကယွန်ကြည်ချက်ကတော့ယေရှုခရစ်တော်ဟာဖခင်သခင်ရဲ့အသားတော်ဖြစ်တဲ့လူသားအလုံးရဲ့အဖြစ်တွေကိုရွေးနှုတ်ဖို့အတွက်ကားတိုင်ပေါ်မှာအသက်ပေးခဲ့ပြီးသုံးရက်မောက်နေ့မှာ ရှင်ပလင်ခရယောက်ခန့်နေဆိုတဲ့အချက်ပါပဲအဓိကယွန်ကြည်ချက်များတဆူထက်တော့ဖခင်သခင် ခရိယန်တွေဟာဖျားသခင်တမားတဲ့ကိုပဲ ယုံကြည်ကိုးဝယ်ပြီးအဲ့ဒီဖျားသခင်ဟာခမည်းတော်တားတော်ယေရှုခရစ်တော်နဲ့တန်ရှင်သောဝိညာဉ်တော်ဆိုပြီးသုံးပါပေါင်းတဆူဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တမားကျမ်းစာခရိယန်တွေရဲ့အထွတ်မြတ်ထာယကျမ်းစာကတော့တမားကျမ်းစာဘိုင်ဘယ်ဖြစ်ပါလေ။ဒီကျမ်းစာမှာဓမ္မဟောင်းနဲ့ဓမ္မသစ်ဆိုပြီးအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ဓမ္မဟောင်းကလောကကြီးကိုဖန်ဆင်းတဲ့အကြောင်းဖျားသခင်နဲ့ လူသားတွေကြားကဆက်ဆံရေးအကြောင်းတွေကိုဖော်ပြပြီးဓမ္မတိတ်ကတော့ယေရှုခရစ်တော်ရဲ့ဘဝတုန်တင်ချက်အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းတွေကိုအဓိကဖော်ပြထားပါတယ်